မောင်အေးသည် ပြည်ဦးလွင်ရခင်မင်းမျိုးရှိဂုံချိန်ကြီးမသည့်စစ်တပ်ကတော်မှဘွဲရတဦးဖြစ်ပြီးခင်ညွတ်မှာဘာဒူတမျိုးဘိုးတင်တန်းကျောင်းမှကျောင်းဆင်းလာသူဖြစ်သည်။မောင်အေးကတိုက်ခရေးစစ်သားဟောင်းဖြစ်ပြီးခင်ညွတ်ကတမမူတိုင်းမှုတော်ဝင်များမထမ်းဆောင်ဘူးသူ။ဓာတ်ရိုက်တိုက်ပွဲအတွေ့အကြုံမရှိခဲ့သူဖြစ်သည်။ ဘိုးချုပ်ကြီးခင်ညွန်ကြရှုံးခြင်းအပိုင်းနှင့်မူဆယ်နာဆာကစကန်စင်းနေမှု၏အရှိအအနေအတိအကျမှာမြည်တော့ပင် ရှိစေကမူခင်ညွန်အသက်ရေဖြတ်ခံရသည်မှာပယောကအများအပြားပေါင်းစုမိသောကြောင့်ဖြစ်သည်အရှုမရေတိုးအရှုမရေရှည်ဖြစ်သည်ကိစ္စတစ်ခုတည်းဤလက်ရမဟုတ်ပေ ခွဲကြမ်းစိတ်ပြ၍လေးလာနိုင်ရန်အတွက်ခင်ညွန်ကြရှုံးခြင်းကိုကဏ္ဍ၅ရက်ခွဲကရှင်းလင်းပြ၍ရနိုင်သည် ရှင်တို့မှာမူဝါဒအာနာ ပုပ်ကိုရေးလူရမှုထိမ့်သိမ့်မှုတို့ဖြစ်သည်မူဝါဒသီအိုရီတမားများက အစိုးရထိတ်တန်းကောင်းဆောင်အစင်မှခင်ညွန်းပြုတ်ကြရခြင်းမှာအသည့်အသည့်အလဲအလက်ကြတော့ကြောင်းဟုဆိုသည်ရှင်သည်ဒေါအောင်ဆန်းစုကြည်၏နိုင်ငံရေးကဏ္ဍအလားအလာကိုမျှော်တွေးထားသည် လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်ဆက်ဆံရန်ပို့ရေးဖွင့်ထားသည် တန်းချွေနေမောင်အင်းနာတွင်ဝိုင်းနေသည့်အမခံများနှင့်စာလင်အခြားနိုင်ငံများကဖော်ထုတ်ပြသည့်ရတ္တမအေးမှုများကိုပို၍လက်ခံနိုင်သည်ခင်းညွအဖမ်းခံရခြင်းကြောင့်ဒီမိုကရေစီကူပြောင်းရေးနှင့် အမျိုးသားယဉ်ကျေးစီရေးတို့တွင်အကြီးအကျယ်နှောင့်နှေးစေသည်ဟုအကြေခတ်များကမြင်ကြသည် ထို့ပြင် ခင်းညွသည် တရုတ်ကိုပုံမိုလိုလာသည်ပါကစ္စတန်စသောနိုင်ငံများနှင့်လည်းမဟာမိတ်တိုးရှိခဲ့သည်မျိုးရှိစိတ်ပြင်းထန်သည့် အထူးကြံစွာနေလိုသည့်ကျန်းနာအဖအဖွဲ့ဝင်များနှင့်မတူသည့်ဖြစ်ဖြောက်ရခံရသည်ဟုလည်းရှုမြင်ကြသည်ဤအဆိုအလုံးမှာအရှိအမြင့်အတင်းတင်းရှိကြသည်ထို့သောစစ်တပ်၏ထိတ်တန့်အရာရှိများမူဝါဒသဘောထားကွဲလွဲမှုကို ရှယ်ကား၍ပြောဆိုမိတတ်ကြသည်ဗိုလ်ချုပ်ကြီးများသည်အရှင်းရှင်းညင်းခုန်တကြတော့လဲနိုင်ငံ၏အနာဂတ်လာရာ နိုင်ငံအရေးအရာတွင်တက်မတော်ကဆက်လက်ထိန်းချုပ်ထားရေးမြစ်တီအင်အားကြီးနိုင်ငံနှင့်မဆိုမြန်မာနိုင်ငံအလွန်မနည်းဆက်ရေးစားသည့်အရှိန်ကြသည့်ကိစ္စရပ်များတွင်အပြင်းအထန်သဘောထားကွဲလွဲမှုမရှိကြပေ။အာနာသီအိုရီနှင့်ဆက်လင်း၍ရန်ကုန်အမေရိကန်တန်ယုံက2004ခုနှစ်အတွင်းကသတင်းပို့ခဲ့သည်။နာအဖာအေခင်ညွန်းစန်းကျင်ရေးတိုက်ပွဲစဉ်သည်နတ်နေကိုင်းဆိုသည်ကိုမသိသည့်လက်ရှိအနေအထားကိုပြောင်းရှင်းရှောက်နေမှုများကိုသာမက အစိုးရကိုပါအာယုံဆိုင်နေသည့်စစ်ထောင်လရဲ့အဖွဲ့အစည်းကိုကာလရှည်ကြာယွန်မုံကြောက်ရွံ့နေမှုများနှင့်ပတ်သက်နေသည်ဟု ရှင်းပြထားသည်မှာပို၍ဖြစ်နိုင်ပွဲရှိသည်။ယင်းသည်နိုင်ငံတော်ထဲမှနိုင်ငံတော်ကဲ့သို့လှုပ်ဆောင်နေသည်။ OCMI ကသတင်းစစ်ဆင်မှုကိုထိန်းချုပ်ထားသည့်အပြင်အထက်တန်းအရာရှိကြီးများ၏အမှုတွဲကိုဖွင့်ထားသောကြောင့်တိုင်းမှုများသည်ပင် အဆင့်မြင့်များကွာခြားစေကမူမြည်သည့်ပြမှုကိုကျူးလွန်စေကမူထောက်လိုက်ရဲ့အရာရှိများကိုအေးအေးယူရန်ဝင်လေးတက်ကြသည်၂030ပြည်နှစ်ကထုတ်ဝေခဲ့သည့်ဗိုလ်ချုပ်ထွန်းကျည်၏မှတ်တမ်းတွင်စစ်ထောက်လိုင်းရေးပုံမှုတအူးကတိုင်းမှုဗိုလ်ချုပ်တအူးကို မထီလေးစားပြုပုံကိုတွေ့နိုင်သည်သူအပြုအမူမျိုးသည်စစ်စည်းကမ်းနှင့်တာမန်စင်ကဲကုတ်ကဲမူတို့နှင့်ဆန့်ကျင်နေတော်လဲစစ်ထောက်လိုင်းရေးစနစ်ကိုထိန်းချုပ်နေသည့် ခင်ညွန်းနှင့်တိုင်းမူးများကိုကုတ်ကဲနေသောမောင်အေးတို့ရှိနေသည့်အမြင့်ဆုံးအဆက်များတွင်မူတီးခတ်နေရဟန်တူသည်။ထို့သောရင်းသည်စိတ်ဝမ်းကွဲမှုကိုအကြီးအကျယ်ဖြစ်စေသည်။၂၀၀ခုနှစ်တွင်တိုက်ခိုက်ရေးတပ်များကအာဏာပြန်ရသွားသောအခါထောက်လန်းရေးကရှေဘွားအောက်သို့ရောက်သွားရသောအခါဝန်တာတီတူအများပင်တပ်မတော်တဲတွင်ရှိခဲ့သည်ပုဂ္ဂိုလ်ရေးသီအိုရီကမူမောင်အေးနေခင်ညိုတို့၏ကြောထောက်နောက်ခံများကို ရှင်းပြထားသည် မောင်အေးသည် ပြည်ဦးလွင်ရခင်မင်းမျိုးရှိဂုံချိန်ကြီးမသည့်စစ်တက္ကသိုလ်မှဘွဲရတဦးဖြစ်ပြီးခင်ညွန်းမှာဘာဒူတက်မျိုးဘိုးတင်တန်းကျောင်းမှကျောင်းဆင်းလာသူဖြစ်သည်မောင်အေးက တိုက်ခရေးစစ်သားဟောင်းဖြစ်ပြီးခင်ညွန်းကတမမူတိုင်းမို့တာဝန်များမထမ်းဆောင်ဘူးသူဓာတ်ရိုက်တိုက်ပွဲအတွေ့အကြုံမရှိခဲ့သူဖြစ်သည်1983နောက်ပိုင်းတွင်ရန်ကုန်၌သာရုံထိုင်က ထောက်လန်းရေးစနစ်ကိုမောင်းနှင်နေခဲ့သည် စစ်အစိုးရလိုက်နာရမည်အကောင်ဆုံးလမ်းစဉ်နှင့်ပတ်သက်၍ဗိုလ်ချုပ်နှစ်ဦးသဘောထားကွဲလဲသည်ဟုယုံကြည်ရသည်။ဥပမာအားဖြင့်ဒေါအောင်ဆန်းစုကြည်၏အနာဂတ်အခမ်းကဏ္ဍလူမျိုးစုလက်နက်ကန်အဖွဲ့အစည်းစသည်တို့နှင့်ပတ်သက်၍ဖြစ်သည်။နိုင်ငံတကာသတင်းဌာနများကခင်ညွန်းကိုအလုတ်ဖြစ်ရေကိုသာဦးစားပေးသည့်အမြင်ရှိသူနိုင်ငံသားသားများနှင့်အလုတ်လုံနိုင်သည်ဟုထောက်မနာပြုကြသည်ကို မောင်အေးကမနာလိုဟုသတင်းကြည်သည် ဥပမာအဖြစ်1994တွင် အမေရိကန်ကွန်ရက်အမတ်ဘီရရှက်စင်ကဤသို့ပြောခဲ့သည်ကိုဆိုသည်ဗမာပြည်ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပြီးမှကခင်ညွန်းနဲ့ဒေါန်ဆန်းစုကြည်တို့နှစ်ယောက်ပဲဖြစ်မယ်ထင်တယ်မြမကောင်းဆောင်များကိုထူသည်ထိုင်းသည် ထုံသည်ဟုဆိုခဲ့မှုသည် စင်ကာပူကောင်းဆောင်လီကွမ်ယူကခင်းညွန့်ကိုတတုံလုံးထဲမှာညံအကောင်းဆုံးဟုလူသိထင်ကြပြောခဲ့သည် ထို့ကြောင့်ခင်ညွန့်ကြဆောင်ခြင်းသည်မောင်အေးအဖို့သူရေရှည်ပြိုင်ဘက်ကို ပုံကိုရေးအရာအောင်းနိုင်ခြင်းပင်ဖြစ်သည်လူရမှု theory အရာ2004ခုနှစ်နှစ်ကုန်ပိုင်းအဖြစ်အပျက်များသည်အခွင့်အူးများစစ်အုပ်ချုပ်ရေး၏စီးပွားရေးအကျိုးအမြတ်များရရှိရေးအတွက်ကကလန် BSIB OCMI နှင့်တက်မတော်၏ကြံအစိပ်ပိုင်းများပြိုင်ဆိုင်မှုဟုမြင်သည် ရန်ကုန်မှလမ်းကြီးပါကတိုင်မှုများတက်မှမှုများ၏စီးပွားရေးအကျိုးအမြတ်များသည်စက်ကြီးကိုအရှိန်ခံသည်ဟုမြင်သည်မိမိပါတာယက်တီရမည်ဖြစ်၍မှောင်ခိုဈေးကွက်များနှင့်သဘောတူညီမှုယူကြသည်လမ်းကြီးကောက်သည်ဒေသခံလုပ်ငန်းများကိုရှိန်လျှောက်သည် အကာအကွယ်ပေးသည်အများစုလုံးလေးရှိသည်မှာဓာတ်ဆီများကိုတက်မတော်ဗဟိုထောက်လမ်းရေးစနစ်မှဝယ်ယူကကြားလူများမှတဆင့်ပေါက်ဈေးဖြင့်မှောင်ခိုရောက်ရှာခြင်းဖြစ်သည် ကျယ်ပြန့်သည့်ကကလန် BSIB OCMI စနစ်ကမူပုံမိုရှုပ်ထွေးသည့်မာဖီးယားစတိုင်လုပ်ငန်းများဖြစ်သည်ရင်သည်လဲအချင်းပြက်ချင်းကာကွယ်ပေးခြင်းတို့ကိုမိခိုနေရတော့လဲဟိုတယ်နင်းစားတောက်ဆိုင်များအထူးသဖြင့်ပါဝင်သည့်ပတ်စုံစည်းပွားရေးအင်ပါယာကြီးကိုထိန်းချုပ်ထားသည်ထို့ပြင်တရားမဝင်ဟွန်ဒီငွေလွှဲခြင်းနေဆက်မှောက်ကိုကုန်သွယ်ခြင်းစသည့်အခရာကျသည့်စည်းပွားရေးစုံမှတ်များကိုစီမံဆောင်ရွက်နေသည်လောင်ကစားကာယာအိုကေညာကလတ် ပြည်တစားစတော်ဖြောပြေးလုပ်ငန်းများနှင့်လည်းထက်ထဲဝင်ဝင်ပတ်သက်နေသည်ဤလုပ်ငန်းများမှရရှိသောအမျက်အစွန်ကြီးများသည် ထောက်လိုင်းရေးစနစ်နှင့် အရာရှိများထံသို့ဝင်လာမဆဲတသေးသေးဖြစ်နေရာကြံတက်မတော်သားများအတွက်မနာလိုစရာဖြစ်နေတော်သည်2000လနှစ်ကုန်ပိုင်းအဖြစ်အပျက်များကို အရှားတနည်းဖြစ်လဲကြီးစုနိုင်သေးသည်သူအာနာကို ထောက်လိုင်းရေးစနစ်အားကိုဖြင့်ခင်ညွန်းကထိမ့်သိမ့်လိုသည် ဥပမာအဖြစ်ကြော်ရင်လိုက်သည်မူဆယ်ဖြစ်ရမတိုင်မီကပင် ထိုအကြောင်းကို ရေးသားခဲ့သည်စီအိုင်တာဝန်ကိုဆွလွတ်ပြီးဝင်ကြီးချုပ်အလုတ်ကိုသာအာယုံဆိုင်ရန်တန်းရွှေကပြောခဲ့ရာခင်ညွန်းကထိုအကြံစီကိုသဘောမကျတော့လဲ2004ခုနှစ်အကုန်တွင် ထိုသို့လောက်ပမည်ဟုသဘောတူညီခဲ့သည်မူဆယ်ဖြစ်ရအပီးတွင် ပါဝင်ခဲ့သည့်ထောက်လန်ရဲ့အရာရှိကြီးများကိုအေးအေးယူရန်တန်းရွှေ၏အမိန့်ကိုညှင်းဆန်ခဲ့သည် စီအိုင်တာဝန်ကိုဆွလွတ်ပြီးနောက်သူ့ကိုတစ္ဆာရှိသည့်အရာရှိများထောက်လန်းရေးစနစ်တွင်ဆက်လက်ကြီးစိုးနေစေရန်ခင်ညွတ်မြှော်လင့်ဟန်တူသည် OCMI အနာတဏီအဖြစ်သူ့အနာကို ထိမ့်သိမ့်ရန်အတွက်အရှားအယားရှိကြီးများ၏အမှုတွဲများကို ပြုစုထားရန် သူ့လူများကိုခင်ညွန်းကအမိန့်ပေးခဲ့သည်။ဤဒီမှာအရှုတ်ထင်မြင်ကြသလိုအစိုးရကိုတိမ့်ပတ်ရန်အားထုတ်ခြင်းမဟုတ်ဘဲသူ့ထောက်လန်းရေးအယားရှိများသာ အကျင့်ပြည့်တည်မဟုတ်သောကြောင့်အပြစ်မပေးတဲ့ကြောင်းတန်းရွှေကိုနာရှာရန်ဆောင်ရွက်ရှင်းတာဖြစ်သည်ရင်းတို့တုတ်ပြန်လိုက်သည့်ဖြစ်တန်းရွှေလည်းခင်ညွန့်လောက်ရက်သည်အာနာဖီဇန်သည်တက်မတော်ညီညွတ်မှုကိုချင်းလျှောက်သည်ဟုမြင်ကဒေါသပုံထသွားသည်ဟုဆိုသည် theory 9ရက်စလုံးတွင်2004ခုနှစ်ကမကြုံစဘူးဖြစ်ရနှင့်ပတ်သက်သည့်အမှန်တရားပါနိုင်သည်ထို့သောမြည်တိပါသည်မြည်တိတို့ပေါင်းဆက်ထားသည်ကိုပြောရန်ခက်ခဲနေစေပင်ဖြစ်သည်